ျွန်တော်မစလာတစ်ခုမေးခြင်းလိုပါတဲ့ကိုဝင်တားစီသုံးဆွဲခြင်းပိုင်လားနောက်တစ်ခုကတားကြောဖြတ်ချခြင်းပိုင်လားကိုဝင်တားစီသုံးဆွဲခြင်းတားကြောဖြတ်ခြင်းနဲ့ပတ်သက်ပြီးတော့ဏိဒန်းအနေနဲ့ကျွန်တော်တို့သိထားတင်တာကတော့ကျွန်တော်တို့အစ္စလာမ်ရဲ့ရှုထောင့်ရနေကာကျွန်တော်တို့လုပ်တဲ့အခါမှာဒီကိုင်းရည်ရွယ်ချက်တွေအများကြီးပဲရှိတယ်အဲ့ဒီရည်ရွယ်ချက်တွေအများကြီးတွေကတော်တော်ကြီးမားတဲ့ ยูเวจัตคู่ก็บาเลยสรุปมิวเซียมเปลี่ยนปัวจริงผิดมิวเซียมเปลี่ยนปัวจริงฮะแต่นิกายยูเวจัตอีเรก็ตลอดชีมาเรยูเวจัตคู่ผิดอิสลามก็นิกายปิวรากุเลยอาเปอาเมียวปิวท่าดูมิวเวตาดมีเมียเมียอยู่รากุเลยอิสลามก็อาเปอาเมียวปิวท่าอบูดาวจันเนมาแต่มันมีสัลลัลลอฮฺอัลลอฮฺสัลลัมยังไม่สุจเจตคู่ลาชีเดตจาวจุลวดูดัลวลูด ဓမ္မနမေဆလလာဆလမ်ကကျွန်တော်တို့ကိုမိန်တယ်အချစ်တွေအများကြီးပေးနိုင်တယ်တာသမီတွေအများကြီးမွေးဖွားပေးနိုင်တယ်အမျိုးသမီးတွေကိုဒီကာလို့ပါရှေ့ဆက်ပြီးတော့ဓမ္မနမေဆလလာလည်းဆလမ်မိန်တယ်ဘာကြောင့်လဲဆိုရင်ကယာမတ်နေ့ကျရင်ငါရဲ့ဥမ္မတ်တွေဘလောက်များလဲဆိုတာကိုငါဟာလူတွေအရှိမှဂျန်တဲ့ဥမ္မတ်တွေရဲ့အရှိမှဂျန်တဲ့နဗီတမန်တော်များများတွေရဲ့အရှိမှကမ္ဘာလူသားတွေရဲ့အရှိမှဂုံယူပါအဲ့တော့ကျွန်တော်တို့မွတ်စလင်တွေတခုမှတ်ထားရမှာက သားသမီးများတာမိသားစုများတာလူဦးရေများတာတိမ်ငယ်စရာမဟုတ်ဘူးဒါဟာကျွန်တော်တို့အစ္စလာမ်ရဲ့စူရောင်းအရာဒါဟာဂုံယူစရာကိစ္စတစ်ခုဖြစ်တယ်အဲ့တော့ဒါကတော့ဏိဒန်းအနေနဲ့ကျွန်တော်တို့သိထားတဲ့နေကာလုတ်တဲ့မက်ဆက်ရည်ရွယ်ချက်ကဒီမျိုးဆက်တွေပြန်ပွားဖို့အတွက်ပဲအဲ့တော့အခုမေကွန်းရှင်ကမေးတယ်ကိုဝင်တားသေးသုံးဆွဲလို့ပိုင်လားတားကျော်ဖြတ်တာပိုင်လား ဒါအဖြေနှစ်ခုသားစီသုံးဆွဲခြင်းနဲ့ပတ်သက်ပြီးတော့တနည်းအားဖြင့်ဆိုရင်သားဆက်ချားတယ်လို့ခေါ်တယ်။ကိုယ်ဝင်သားစီသုံးတယ်ဆိုတာကသားဆက်ချားဖို့အတွက်သုံးတာ။သားဆက်ချားခြင်းနဲ့ပတ်သက်ပြီးတော့သားဆက်ချားတဲ့လူရဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့အမိတ်ပညာချက်သုံးမှုရှိ။နံပါတ်၁ကတော့တော်တော်ပြင်းတဲ့အမိတ်ပဲ။ကျွန်တော်တို့အစ္စလာမ်သာနာဝင်တွေတချို့တွေကျွန်တော်တို့နားနဲ့ကိုယ်တိုင်လဲကြားဘူးတယ်။ နှုတ်ကနှုတ်ရှာကနေမပြောတဲ့မပြောအပ်တဲ့ဇကားဒီနှလုံးသားထဲမှာရှိတာပွင့်အန်လာတယ်ခလေးတွေအများကြီးမွေးပြီးတော့ဘ누구ကကျွေးมาလဲဒီခလေးတွေမွေးပြီးတော့မှဘ누구တာဝန်ကြီးနိုင်มาလဲဒီခလေးတွေကိုဘ누구ကထိန်းចောင်းပေးมาလဲဆိုတော့အဲ့လိုဇကားတွေကျွန်တော်တို့ပဝင်းကြီးနေမှာနားနဲ့မဆန့်အောင်ကျွန်တော်တို့ကြားနေကြတယ်အဲ့ဒီအတိုင်းပဲစင်းရသားတယောက်ခလေးတွေမွေးတယ်ဆိုရင်လည်းပဲဒါလည်းပဲကျွန်တော်တို့လက်တွေ့ပဲကြုံဘူးတယ်ကြားဘူးတယ် စားစရာမရှိဘူးကလေးတွေပဲမွေးနေတယ်ဆိုတော့ပုံစံနဲ့ဝေဖန်တယ်အဲ့တော့အကယ်၍များလူတစ်ယောက်ကကလေးအများကြီးမွေးဒါတော့ရှားပါနေတယ်ခစ်ကြည့်မှာဘလူကျွေးလာမှာလဲဒီကလေးတွေဘလို့တာဝန်ယူရမှာလဲဆိုတော့ရည်ရွယ်ချက်နဲ့တားဆက်ချမယ်ဆိုရင်အဲ့ဒီတားဆက်ချခြင်းဟာရံဖြစ်တယ်။ဘာကြောင့်လဲဆိုတော့လာရှင်မြတ်ကကျမ်းမြတ်ကုရ်အန်ထဲမှာအခောက်ခောက်အခါခါအလ္လာဟ်က risk နဲ့ပတ်သက်ပြီးတော့ ငါအလာရဲ့တာဝန်ပဲလို့အလာကမိန့်ကြားထားလောကမှာရှိတဲ့လူမဟုတ်ဘူးအဟိတ်တရိစ္ဆာန်တွေကိုလည်းပဲအလာ risk ပေးနေတယ်ချီးမြှင့်နေတယ်အခုနဘရူကျွေးမလဲဆိုတဲ့ပြောနေတဲ့မိဘတွေကိုအလာကုရ်အန်ထဲမှာမိန့်တယ်နာဟနုနရဇုကူဟွမ်ဝအီယာကွမ်ဒီကလေးတွေကိုလည်း risk ရူစီပေးတာငါပေးတာမင်းတို့ကိုလည်း risk ပေးတာငါပေးတာ ဒီ risk နဲ့ပတ်သက်ပြီးတော့မိခလေးတယောက်ကဒုနီယာကိုရောက်လာပြီဆိုတာနဲ့သူ့ရဲ့ risk ကအလားတတ်မှတ်ပြီးသားပဲကျွန်တော်တို့မိဘတွေတာဝန်ရှိတဲ့လူတွေဟာဒါကျွန်တော်တို့အကြောင်းငံအနေနဲ့ပဲပါဝင်ပြီးတော့မှအတုံးအတုံးတော်ခံကြတာအဲ့ဒီအတွက်ကြောင့်အဲ့ဒီရည်ရွယ်ချက်နဲ့ကျွန်တော်တို့ဟာတားဆက်ချမယ်ဆိုရင်တော့နံပါတ်၁ကတော့ကျွန်တော်တို့ရဲ့ဒီယုံကြည်ချက်ကိုကျွန်တော်တို့ပြင်ရမယ်တိတ်အနေရဲ့ကြီးမားတဲ့ယုံကြည်ချက်ဖြစ်တယ်အဲ့ဒီအတွက်ကြောင့်အဲ့ဒီပုံစံတားဆက်ချခြင်းဟာ ဒါလုံးဝဟာရမ်ဖြစ်တယ်အဲ့ဒီဇကာတွေမပြောထိုက်ဘူးအဲ့လိုယုံကြည်ချက်မထားမထားထိုက်ဒုတိယပုံစံကတော့ဟာရမ်တော့မဟုတ်သို့ပေမဲ့မကရူဖြစ်တယ်မလုတ်တဲ့မလုတ်အပ်အဲ့ဒါကဘာလဲဆိုတော့တားဆက်ချားဖို့အတွက်ခိုင်မာတဲ့အကြောင်းပြချက်တော့မရှိသို့ပေမဲ့အခုနလိုမျိုးပြင်းပြင်းထန်ထန်ကြီးဘရူကျွေးမှလည်းဆိုတဲ့ပုံစံအဲ့လိုပုံစံမဟုတ်ဘဲနဲ့တားသမီးတိတ်အများကြီးယူခြင်းနဲ့ဒီပုံစံပဲလွတ်လွတ်လပ်လပ်နေခြင်းနဲ့ ဒါသမီးတိတ်အများကြီးမလို့ခြင်းဘူးခလေးအများကြီးယူတဲ့အခါကျရင်လှပတွေပြတ်သွားမယ်စသဖြင့်ပေါ့တခြားလူတွေခလေးနည်းနည်းလေးနဲ့နေတာကိုကြည့်ပြီးတော့အားကျတယ်အဲအဲ့လိုပုံစံနေနဲ့ကျွန်တော်တို့တားဆက်ချမယ်ဆိုရင်တော့ဒီဟာမကလူဖြစ်တယ်မလုတ်တဲ့မလုတ်အပ်တဲ့ကိစ္စတစ်ခုဖြစ်တယ်ဒါကဒုတိယပုံတတိယပုံစံကတော့ကျမ်းမာရေးရှုထောင့်အရာအမျိုးသမီးရဲ့ကျမ်းမာရေးရှုထောင့်အရာပုံစံအမျိုးမျိုးရှိတယ် ကျမ်းမာရေးရှုထောင့်ဆိုတာအမျိုးသမီးတာဖွာမီရဲ့ဆိုင်ရာယောဂါတွေဖြစ်မယ်။ထုံနည်း၎င်းမဲ့ဟိုရင်ဝင်ပိုက်ထားတဲ့နှုတ်ဆိုးနေတဲ့ခလေးဟာငငယ်ပဲရှိတယ်။နောက်တယောက်ယူရမယ့်အခါကျရင်ဆရာဝန်ကပြောမယ်နှုတ်ဆိုးခလေးကိုထိခိုက်လာမယ်။ဒို့မို့ဆရာဝန်ကပြောမယ်ခင်ဗျာကိုဝင်တော့စောင့်လို့ရဒါပေမဲ့လက်တလို့တော့ခင်ဗျာခဏအားဖြစ်အောင်နေပြီးတော့